ိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Data Nerd Channel ကနေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ Go Fighter ကြီး TJ ရဲ့ချီးကျူးမှုကိုခံလိုက်ရတဲ့မြန်မာကုံဆောင် Fighter လေး Joshua Van ရဲ့အကြောင်းအရာကိုတင်ဆက်ပေးမှာဖြစ်ပါတယ်မြန်မာကုန်းဆောင် Fighter League Joshua Van ကကမ္ဘာ့ promotion ကြီးဖြစ်တဲ့ UFC မှာလက်ရှိပြိုင်သက်တွေစိတ်ဝင်စားမှုအမြင့်ဆုံးခံနေရတဲ့ fighter တဦးဖြစ်ပါတယ်။ Van က Brandon Rivera ကိုအနိုင်ပြလိုက်နိုင်တဲ့အတွက် ranking number 1နေရာအထိကိုတက်လှမ်းလာနိုင်ခဲ့ပါတယ်။ ဖန်ဘရန်လန်ရိုင်ဗယ်နဲ့ပွဲမှာချပြခဲ့တဲ့ဆွမ်းဆောင်ရည်နဲ့ကိုအခုလိုမျိုး ranking number 1နေရာဒီတက်ရောက်လာနိုင်တဲ့အတွက်ကိုချန်ပီယံစိန်ခေါ်ကွင်းကြီးကိုပါထိုက်တဲ့ပြင်းနဲ့ရရှိသွားတဲ့အတွက်ကိုပရိသတ်တွေပါဇက်ဖြားမှာဖန်ဖန်ဆိုပြီးကိုဖြစ်နေကြတာပါကျွန်တော်တို့မြန်မာဖိုက်တာလေးအတွက်တကယ်ကိုဝမ်းသာဂုဏ်ယူမိပါတယ်ဂျိုရှွာဗန်ကိုကျွန်တော်တို့ပရိသတ်တွေပဲအားကျလေးစားရတာမဟုတ်ပါဘူး UFC ရဲ့ကနဝင်ဖိုက်တာကြီးတွေ MMA လောကရဲ့ဂုတ်ဖိုက်တာကြီးတွေကတော့ဂျိုရှွာဗန်ကိုတကူးတကချီးကျူးနေကြတာပါ အဲ့ဒီထဲမှာ1 championship နဲ့ UFC ရဲ့ Ganwan Fighter ကြီး Dimitri Johnson နဲ့ပါဝင်ပါလိမ့်မယ်။ဒီတေကတော့ Fan 2025မှာတကမ္ဘာလုံးကိုအင်အားသင့်အောင်လုပ်ပြမယ်မြန်မာ Fighter ဖြစ်လာနိုင်မယ်လို့တင်စာလိုက်ပါတယ်။ဒီချောင်းအောင်နဲ့ပတ်သက်ပြီး Ganwan Fighter ကြီးကအခုလိုမျိုးပြောဆိုသွားခဲ့ပါတယ်။ပန်ဒိုဂျာနဲ့ထိုးသက်ရင်သူကအနာကိုကတ်ဖို့စူးစမ်းသွားမှာပါ။တစ်ဖက်ကလည်းလှုပ်ရှားမှုကိုစောင့်မှာပါ။ Brandon Rive နဲ့ပွဲထက် Pandoja နဲ့ပွဲမှာ Van Striking Skill ကိုကျွန်တော်တို့ပို့ပြီးကောင်းကောင်းမြင်တွေ့ရမယ်ထင်ပါတယ်။ဘာကြောင့်လဲဆိုတော့ Brandon Rive ကအငြိမ်နေတဲ့ fighter မဟုတ်ပါဘူး။ချက်ပြေထောက်ပြီးဘေးကိုရှောင်ပြီးပတ်ပြေးကစားတဲ့ fighter ပါ။သူက တိတ်တောင်းရဖို့ကိုဥတီခြင်းမရှိပါဘူး။ရှင်ထိုးပြီးပဲကစားတတ်တာပါ။တဖက်မှာချန်ပီယံပန်ဒိုဂျာကလည်းလှုပ်လှုပ်ရွရွကစားတတ်တဲ့ဖိုင်တာပါပဲ။ဒါပေမဲ့သူကတိတ်တောင်းရဖို့ကိုဥတီပါတယ်။အဲ့ဒီပွဲမှာဖန်ရဲ့လက်သေးတွေကပိုတိကြမယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ပန်ဒိုဂျာကဘလို့ပွဲထွက်လာမလဲဆိုတာဂျိုရှွာဗန်ကကောင်းကောင်းသတိထားမိနေမယ်ထင်ပါတယ်။ပန်ဒိုဂျာကလည်းတကယ့်ကိုဆရာကြီးပါပဲ။ဗန်ကတော့အခွင့်အရေးရရင်ဝုန်းတိုင်းနဲ့ပွဲသိမ်းပြမှာပါ။အခွင့်အရေးရတာနဲ့ဝင်ကြည့်မဲ့ခြားလိုက်ပါ။စိတ်ထဲမှာတော့ကျွန်တော်အနေနဲ့ပန်ဒိုဂျာကိုနည်းနည်းလေးအသာပေးနေမိပါတယ်။ဒါပေမဲ့အခင်းချင်းကဘာမှစုဖြစ်သွားနိုင်တာပါ။ဒီနေ့တည်းမှာတကဘာလုံးကိုအံအားသင့်စရာတွေလုတ်ပြနိုင်မဲ့ဖိုင်တာကိုပြောပါဆိုရင်မြန်မာပြည်ပေါ်ဖိုင်တာဂျိုရှွာဗန်လို့ပဲဖြည့်ကြည့်ချင်ပါတယ်။ ဒီခြားတိတ်ကငယ်ရွယ်လွန်းနေပါတယ်ဘရန်နန်ရိုက်ဘင်နဲ့ပွဲမှာချပြခဲ့တဲ့လက်ရည်တွေကိုတော့ပရိသတ်တော်တော်များများကဝိုးဝါးဆိုပြီးဖြစ်နေကြတာပါဒီဒီချင်းချန်ပီယံလူပွဲမှာချပြမဲ့လက်ရည်တွေကလည်းဒီထက်ပိုပြီးတော့ကောင်းမွန်အနေထားတွေပါပဲဒီခြားတိတ်ကအခုမှ23နှစ်ပဲရှိသေးတာပါလက်သီးတွေကလည်းအဝင်ထွက်မှန်ပါတယ်တိလေတိကြပါတယ်သူရဲ့ပါဝါကဘလောက်ရှိလဲဆိုတာမသိဘူးမြေသူထိုးပြထားတဲ့ significant strike တွေကဖျားတောင်တားရမလို့ပါမင်း ဒီခြားဒိတ်လေးကချန်ပီယံလက်ရည်တွေအပြည့်ရှိပါတယ်။သူ့ရဲ့အနာဂတ်မှာအောင်မြင်မှုတွေအပြည့်ရှိနေမှာပါဆိုပြီး Gold Fighter ကြီးကကျွန်တော်တို့မြမကုံဆောင် Fighter လေးကိုချီးကျူးစကားတွေဆိုသွားခဲ့တာဖြစ်ပါတယ်။ Gold Fighter ကြီး TJ တင်မဟုတ်ပါဘူး။ UFC ကကနဝင် Fighter ကြီးတော်တော်များများကလည်း Fan နဲ့ပတ်သက်ပြီးအမျိုးမျိုးပြောဆိုနေကြတာပါ။ Joshua Van နေနဲ့ Brandon Ryan နဲ့ပွဲမှာမထမ်းမှတ်ထားတဲ့ခြားပြနိုင်တဲ့အတွက်ကြောင့်မလို့ Joshua Van ကိုချန်ပီယံလူပွဲမှာလည်းဒီလိုမျိုးဆွမ်းဆောင်ရင်ခြားပြနိုင်မယ်လို့ထင်ကြီးပေးနေကြတာဖြစ်ပါတယ်။ ချိုရှော်ဘန်နီနဲ့ချန်ပီယံလူပွဲမှာလည်းဒီလိုလက်ရည်တွေချပြဖို့မျှော်လင့်မိပါတယ်။သူအနေနဲ့လည်းပြင်ဆင်နေတဲ့လုံလုံလောလောရမှာပါ။တဖက်ကချန်ပီယံဝိုင်းဖိုင်တာကြီးဖြစ်တဲ့အကြောင်းလို့ဂျွန်ရှော်ဘန်နီနဲ့တော့လုံးဝကိုသေချာပြင်ဆင်ထားမှာဖြစ်ပါတယ်။ပြိုင်မဲ့ကိုလည်းလုံးဝ short တွက်ထားလို့တော့မရပါဘူး။တဖက်ပြိုင်မဲ့ဖိုင်တာဖြစ်တဲ့ Brand Legendary Pandoja ဟာအခွင့်အရေးရရင်အဲ့ဒီအခွင့်အရေးကိုအမိရဆုပ်ကိုင်ပြီးပွဲဖြတ်တက်လေးရှိပါတယ်။ ်ပြီးခဲ့တဲ့ပွဲမှာကြည့်ရင်ပဲကိုင်ကာရာဖရန့်ကိုချုပ်ကွက်နဲ့အနံပြလိုက်တာဟာတကယ်ကိုစွမ်းဆောင်ရည်ကောင်းတွေချပြနိုင်ခဲ့တာပါဘရာဇီးဖိုက်တာပြည်တဲ့ကြောင့်မလို့ DJJ ဘိုင်းကလည်းအတိုင်းလာတစ်ခုကိုကောင်းထားပေးသားပါကျွန်တော်တို့ချင်းဖိုက်တာလေးရဲ့တိတ်တောင်းဒီဖ ens ကလည်းညံ့နေတဲ့အနေအထားမျိုးမဟုတ်ပါဘူးဒါကြောင့်ဒီပွဲကလည်းမိကုံရန်ကုန်ကျန်းတဲ့ပွဲကြံတွေပဲဖြစ်လာအောင်ပါပါ flyweight ရဲ့ champion alexander pantoja ကိုရင်ကသူ့ရဲ့ fighter ဘော့တမိုင်းရောလျှောက်မှာ joshua van နဲ့ထိုးတက်မဲ့ပွဲကအကျဉ်းဆုံးပွဲကြံတွေဖြစ်လာနိုင်တယ်လို့တော့မှတ်ချက်ပေးသွားခဲ့တာပါ ဖန်ရဲစွမ်းဆောင်ရည်တွေကအမခံပါပဲအခုလိုမျိုး MMA promotion ကြီးမှာအကောင်းဆုံးအောင်မြင်မှုတွေရရှိနေတာတကယ်ကိုဝမ်းသာခုန်ယူစရာပါပဲညီမပြီလို့ MMA အားကစားမဖွင့်ပြိုးတဲ့နိုင်ငံကနေထွက်ပေါ်လာတဲ့ချင်းဖိုင်တာလေးတယောက်ဟာယခုဆိုရင်ကမ္ဘာအကောင်းဆုံး MMA promotion ကြီးမှာခပတ်လူပွဲတော်ထိုးသက်ရတော့မှာပါဒါပြင် MMA လောကရဲ့ခန္ဓာဝင်ဖိုင်တာကြီးတွေရဲ့ချီးကျူးမှုတွေကိုလည်းဒရဇက်ခံနေရတာပါဒါကြောင့်မြန်မာကုန်ဆောင်လူငယ်ဖိုင်တာလေးတို့အများကြီးအားချခုံယူမိပါတယ် အောင်မြင်မှုတွေအထွန်းရှိပါစေလို့ပဲကျွန်တော်တို့ channel ကစွန့်မောင်းအောင်တောင်းမိပါတယ်ခင်ဗျာပရိသတ်ဒီနေနဲ့ရောရှွာဗန်နဲ့ရဲ့ point နဲ့ပတ်သက်ပြီးမိမိတို့ရဲ့ team view စကြတဲ့ကို comment မှာဆွေးနွေးပေးခဲ့လို့ရပါတယ်ခင်ဗျာဒီကနေ့အတွက်တင်ဆက်မှုလေးကတော့ဒီလောက်ပါပဲဒါမင်းတွေမှာလည်း MMA လောကနဲ့အာကစားလောကကနောက်ဆုံးရစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားအောင်ပါဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ပါသေးရင် subscribe လုပ်သွားကြဖို့တောင်းဆိုပြသည်ခင်ဗျာအားလုံးပဲတာရဲ့ပျော်ရွှင်မဲ့ကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နေကြပါစေ